ရှင်မှုပြီးကြတာပေါ့ပိုဘလောက်ပဲပြင်မပြင်မဒီသားသမီးလေးတွေမျက်နှာမြင်ရလို့ရှင်အရန်လန်းကိုကတော့ပြောမယ်ဆိုတော့လက်မလျှော့နဲ့။ဘာဖြစ်လို့ဆိုတော့ကိုရှာမဖြစ်တဲ့ဘဝမှာကိုကရှာ ਉ ရှာမှာ။လက်လျှော့လိုက်လို့ရှိရင်ကို့ဘဝကြီးကအလကားဖြစ်သွားမှာ။အလကားလူဖြစ်သွားမယ်။တန်မှုမရှိတဲ့လူဖြစ်သွားမယ်။

ဘယ်ရွယ်တဲ့အတူကဘယ်ရွယ်တဲ့ကနေမောင်းတာဘိုက်ကြီးတဲ့ကမောင်းတာပေါ့မှန်လားကလစ်တွေရောကလစ်တွေရောပွဲသွားတယ်အဲဘယ်ရွယ်တဲ့ဘိုက်ကြီးကကလစ်တုံးလာတယ်အော်နမေကတော့တင်းတင်းမြတ်ပါအသက်ကတော့28နှစ်နဲ့မိသားစုကတော့အလုံးမှာကလေးအပါဝင်ဆိုတော့9ယောက်ပေါ့အဖေရဲ့အမေရဲ့သမီး2ယောက်ရဲ့ညီမရဲ့ပေါ့ဟုတ်ကဲ့ဒါလို့တာအမျိုးသားကတော့ကလေးကိုဝင်နေကကွဲသွားတာဆိုတော့ညီမတယောက်တည်းရုပ်ကန်နေကြာပြီပေါ့ ကြာပြီတော်တော်လဲကြာနေတော်တော်လဲပြင်ပန်းနေပြီသူထွက်လဲထွက်သွားကိုဘဘကကယ်ဒီမောင်းဖိုက်ကြီးနဲ့ပဲကယ်ဒီမောင်းကမောင်းခဲ့ရတာပေါ့နော်အဖေကလည်းဒီရက်ပိုင်းနဲ့မှာယောဂနည်းနည်းခြူကြဟိုရက်ကလည်း TV ဖြစ်လို့ TV ယောဂဆေးကပြတ်တီဗီနဲ့လည်းကုထားတော့အရာတွေပြန်ပြီးတော့အဖေတို့မေတို့စားဖို့တောက်ဖို့နဲ့ဒီကလေးချင်းចောင်းစရိတ်တီအရာတွေပေါ့အရင်ရပင်မန်းနဲ့ဓာန်တွေလည်းပါတာပေါ့ပင်မန်းတာအရမ်းမယ် အဲ့လိုမျိုးပဲရှာကြံရတာပေါ့ကိုကြီးရဲ့ကယ်ရီကလည်းကယ်ရီဂိတ်မှာလည်းဆိုင်ကယ်ရီကအများကြီးပဲအများကြီးဆိုတော့ဆွဲရလည်းမကောင်းဒီလိုပဲပေါ့မျိုးသားအရင်တော့တော့ကယ်ရီဆွဲတာသူထွက်သွားတော့ကယ်ရီကကြံခဲ့တော့အဲ့ကယ်ရီလေးကိုကလက်စာနဲ့ထပ်မောင်းလာအဲ့လိုမျိုးလေးပိုင်းနေဆိုတော့အဲ့တော့အကက်ကဲရောရှိခဲ့ပါဗျ။ရှိခဲ့တယ်အများကြီးပဲကြုံခဲ့ရတာပေါ့။မိုးရင်းကလည်းဖြစ်၊ကိုရီးယားလည်းအဆင်မပြေ အဲ့လိုမျိုးအဖေကလည်းယောဂရှိဆိုတော့အဲ့ဒီအချိန်မှာဒီလိုပဲရှာကြံပြီးတော့အပြင်ကနေဟိုဘက်လှည့်ဒီဘက်လှည့်နေပဲပတ်စံတွေကိုဆွဲပြီးတော့အဖေလည်းကိုကိုစားဖို့လဲရှာအဲ့လိုမျိုးဟုတ်ကဲ့အမျိုးသားတော့လိုက်ရှာခဲ့သေးလားအမျိုးသားကတော့ရှာခဲ့ပြီမလဲမတွေ့ပါဘူးကိုကလည်းသူကတော့လာတခါရလဲမေးတာတခါရလဲမမေးဘူးပေါ့ပပပပပလို့မေးတာပေါ့သူကကြတော့ ုံကြိုက်တဲ့ခါကျရင်တမျိုးဖက်နှက်တွေပါသွားဝယ်လို့သူ့အတွက်ဖက်နှက်တွေပါဝယ်ပြီးလို့ရှိရင်တော့အကြီးမလေးကမေးတာပေါ့ပပကဒီဖက်နှက်လေးဝယ်ပြီးမယ်ပြောသွားတာပုံမြင်နေပြောသွားတယ်ငဲတဲ့သူကတော့ပြောတယ်အဲ့လိုမျိုးဟုတ်လားသတိရတယ်ရလားပြင်းငူတော့မယ်ငူတော့မယ်စိတ်လာဘယ်လိုချိန်နေသတိရလဲတဲ့ပြောလိုက်ဖက်နှက်ဝယ်ပြီးသတိရဖက်နှက်ဝယ်ပြီးသတိရ ိရောစိတ်ဆိုးလားသမီးတို့ထားခဲ့တာစိတ်ကတော့မနာဘူးမျောတာတော့မမျောတော့ဘူးစိတ်လည်းမနာဘူးသူ့ဘောအဲ့လိုမျိုးနံပါတ်ပြန်ပြောကြည့်ပါဘူးနံပါတ်ဘုကလေသုပိတစင်သုပိတစင်ဟောဟင်းဘူးလားဟင်းဘူးလားဟင်းဘူးချက်လားတွေ့ပါလို့မှာသုပိတစင်ကိုတွေ့အပိုင်းကြီးမမီလို့ချစ်စရာကောင်းမထမ်းလား မိမိနဲ့ဆိုဘသူပိုချစ်ဖို့ကောင်းမလို့တဲ့သူဘယ်တည်းရုပ်ရှင်မဲ့တည်းချစ်ဖို့ဒီလိုအိမ်လေးမဖြစ်ခင်တော့အရင်တော့ကတော့ဟိုဟာပထမကတော့ဒီလမ်းမမှာအဲ့ဒါတူထွက်သွားတော့အိမ်လာစားလဲကိုကမရှာပေးနိုင်တော့ဘူးလေအိမ်လာစားမရှာပေးနိုင်တော့ ကိုရေးအမအိမ်ကိုအပ်ပြီးတော့အမလမ်းမမှာနေလမ်းမမှာနေပြီးတော့အဲ့ဒီဒီနားလေးကစကိုင်းလမ်းတိုင်တာညောင်ပင်နာအဲ့ဒီမှာစပိန်ပြည်ဆိုင်လေးမှာနေအဲ့ဒီကလူပြောပြီးတော့နေခဲ့ရတာပေါ့မိုးရင်ပတ်ကြတော့အစင်မပြေတော့ဒီကအဘွားကိုမြင်ပြီးတော့ဒီအိမ်လေးကိုသူနေခိုင်းမယ်ပေါ့နော်ခုနှစ်တောင်းမှတစ်လောက်ခုနှစ်တောင်းနဲ့တစ်နေ့တစ်ခါပေးလေးနဲ့နေပေါ့အဲ့လိုမျိုးလေးသူကနေခိုင်းတော့အဲ့မှာအဲ့လိုမျိုးလေးနေပြုတ်သွားပေါ့ ခရီးသည်တွေကတော့စိတ်ပူလာဒါပေမဲ့အနောက်ရက်ဖြစ်လာဆိုတော့သူတို့ကတော့ဘယ်လိုနေမလဲမသိကိုကတော့အားနာတဲ့ခရီးသည်တွေဒါဆိုတော့ကိုကကလေးတစ်ဖက်နဲ့မောင်းနေရတယ်ဆိုတော့လေအားကြမှုအနေကတော့များတာပေါ့ကိုရဲ့အိမ်မှာအဖေကလည်းအစင်နေရလည်းမကောင်းတော့အမေကလည်းအဝတ်ကလည်းဂျိုကြားဂျိုကြားရှိတော့အာနဲ့ကိုကလည်းကလေးကလည်းနုံးမပြတ်တာလည်းပါတော့အာနဲ့ကလေးကိုပါထားမထားခဲ့ပဲနဲ့ခေါ်လာလိုက်မမင်းနဲ့အတူအဲ့လိုပဲနေတိုင်းလိုက်စီတာပါ တနေ့ကုန်လုံးမဲ့လားပေါ်သွားတာပဲမာကြီးအိမ်မှာထိမ့်မဲ့သူကမရှိဘူးမိုးရွာတော့မိုးရွာတော့သူ့ကိုမိုးကလည်းထဲမိုးကလည်းတက်ထဲသွားအော်သားသမီးတွေတို့ကပညာတတ်ဖြစ်ချင်တော့ကိုလိုဘဝမျိုးမရအောင်လို့သူတို့တွေတို့ကအတက်နိုင်ဆုံးတော့ထိမ့်သိမ့်ပေးမယ်ကိုကတော့အခုလောလောဆယ်ဘေးရွက်လည်းမှငားနေရတာပေါ့နော်ငားမောင်းရတယ်ဆိုတော့ကိုရဲ့ဇန်နာကတော့ဒီဘေးရွက်လေးအပိုင်ရချင်းတယ်အဒီဇန်နာလေးပဲရှိတယ်တခြားကတော့ဈေးရောင်းဈေးဝယ်တော့လောက်တတ်တယ်ဈေးရောင်းဆိုတာတီးတီးဝလန်လေးအဲ့လိုမျိုးတွေရရအောင်တတ်တယ် ။ကုညီမဲ့အခုအလှရှင်တွေကလည်းပေါ်လာအောင်ပါပေါ်လာမှာပါမမီးလည်းချစ်စရာလေးเนาะသားသမီးတွေကလည်းကြော်ရှင်မှုပေးခဲ့တာပေါ့။ကိုဘလောက်ပဲပင်မပင်မဒီသားသမီးလေးတွေမျက်နှာမြင်ရလို့ရှင်အရန်လန်းသွားတဲ့သူတို့တွေ။ဘယ်လိုလဲထောက်ချီပြီးပြီလားပြပြလဲထောက်ဖက်နဲ့ဘာရောင်လေးတွေလဲ လာလာလေးလာလာအမေမေရောမပူစားဘူးပြောလဲမေမေရောပူစားမရှိဘူးတကယ်လို့တရားရောက်ကမေမေရောလို့ဖနာတက်လေးတွေဝယ်ပေးမယ်မေမေတို့နဲ့မနေတော့နဲ့ဆိုရင်ရောဘယ်လိုလုပ်မလဲသူတို့သူတို့ခေါ်သွားမယ်မေမေရောနေရာကားကိုခေါ်သွားမယ်မေမေတို့နဲ့မနေရတော့ဘူးဆိုရင်ရောဘယ်လိုလုပ်မလဲစိတ်တော့မကောင်းဘူးဘာဖြစ်လို့ကိုလိုချင်တာသူတို့လိုချင်တာကိုမပေးနိုင်တဲ့အတွက်လေ ဟိုပြောမယ်ဆိုရင်ကိုကလည်းအစင်မပြေစားဖို့အတွက်ရုံးကန်နေရအတွက်ဒါတွေဆိုလို့ရှိရင်အခုဆိုရှိတာလေးနဲ့ကိုဆိုတင်းနေအောင်ရယ်ဝယ်ပေးချင်တာပဲကိုကတော့မအေးတယောက်ဆိုတော့လေဝယ်ပေးချင်တယ်သူတို့မရတဲ့သူတို့လိုချင်တဲ့ခါမရတဲ့ခါကျကိုစိတ်ထဲမှာတော့မကောင်းဘူးဒါပေမဲ့သူတို့တွေမှန်မဲပြီးတော့ပဲထားခဲ့ရတယ်အဲ့လိုမျိုး ူများတကာတွေကနိုင်ငံခြားလွတ်ကြတယ်လေသူ့ကိုလည်း6တန်း7တန်းလောက်ထိထားမယ်ထားပြီးတော့ကိုတက်နိုင်တဲ့အားလေးနဲ့သူ့ကိုဂျပန်စာသင်ပေးမယ်အဲ့လိုမျိုးနိုင်ငံခြားပို့မယ်ကိုကအဲ့လိုမျိုးရည်ရွယ်ထားတယ်သူတို့တွေအဲ့တော့အရင်ရောက်ကြအောင်ပါပေါ့တော်တော်ရောက်ကြအောင်ပဲကိုရဲ့ရည်ရွယ်ချက်ကတော့အဖေနဲ့မိနဲ့ကိုကောင်းကောင်းမွန်မွန်ထားချင်တာပေါ့အဲ့တော့တသက်လုံးကလည်းကိုကိုရှာကြွေးခဲ့ပြီးပြီကိုလည်းကြမှာကိုသူတို့ထားတယ်လို့မျိုးကိုမထားနိုင်တော့ကိုလည်းဝမ်းနေတယ်စိတ်လည်းမကောင်းဘူးပေါ့အဲ့လိုမျိုး အမေကပလုံထွက်ကောက်တည်ရလို့ပြောတယ်ဟုတ်လားဟုတ်တယ်အဖေဟောအဖေလားပလုံကောက်တာအဖေကျမအဝေးလိုက်ရအခုထိလားအခုထိလားအခုလေးအဝေးရတယ်အဖေဆိုလို့ရှင်အဲ့လိုမျိုးညဘက်တွေလိုက်ထွက်ကောက်လို့အဖေရဲ့မကောက်ပါနဲ့ညဘက်ဆိုပြောရတယ်ကိုမအဲ့ပြောကိုမသူကတယောက်တည်းထွက်သွားလေလမ်းမှာတခုခုဖြစ်နေလို့ရှင်ကိုရီးကဘာမှမသိရပဲဖြစ်သွားမှာဆိုတော့အားကြောင့်သူမထွက်ပါနဲ့အဖေရဲ့လို့ပြောထားရတယ်ကိုမကိုကတော့ပြောမယ်ဆိုတော့လက်မလျှော့နဲ့ဘာဖြစ်လို့လဲ ကိုရှာမဖြစ်တဲ့ဘဝမှာကိုကရှာ ਉ ရှာမှာလက်လျှော့လိုက်လို့ရှိရင်ကိုဘဝကြီးကအလကားဖြစ်သွားမှာအလကားလူဖြစ်သွားမယ်တန်မှုမရှိတဲ့လူဖြစ်သွားမယ်မြင်ဘူးလားမိမိအဲ့လိုစိတ်နှက်ပန်သွားတဲ့အန်တီကြီးကိုမြင်ဘူးတိတော့မပေါ်တာတော့တယ်အဲ့ဒါမြင်ဘလို့ဖြစ်သွားစိတ်ထဲမှာလို့စိတ်နှက်ပန်တာအန်တီကြီးမြင်လားမင်းတို့ဘာလဲ။ပြော်တခြားဘာလောက်ပေးချင်တယ်လဲမမေ။ပါပါ။အဲ။ပြော်မင်းတို့ဘာလဲ။ အင်ဂျီလေးတို့အားလေးဝယ်ပေးစင်ဘယ်လိုအင်ဂျီမျိုးလေးဝယ်ပေးစင်လားမမေးခေါင်းဝင်လေးဝယ်ပေးစင်အာတာမင်းရောက်ခေါင်းဝတ်တူတူဝတ်ပြီးတော့ဖယ်လေးသွားချက်လဲဒေတာချင်းလေးဖယားမိမိကဖယားမရဘူးလားရဘူးဘယ်ဖယားလေးရဘူးရှစ်တကုံပဲရဘူးမိမိကဘယ်ဖယားထပ်သွားချက်လဲရှစ်တကုံပဲထပ်သွားချက် မြမကတော့ငါးခွန်ပြမယ်ဆိုယာသာတည်းလမ်းထောင်မှာကယ်ရီဂိတ်ထောင်ရှိပါတယ်အဲဒီမှာညီမပုံမှန်ဆွဲပါတယ်ညီမရဲ့ဖုန်းနံပါတ်ကတော့39ခွန်9ခွန်နဲ့49 3ခွန်နဲ့ပါအဲ့နာမှာလဲကိုကလဲမင်းကလေးတယောက်တည်းရှိတာလေယောက်ျားလေးကြီးထဲမှာကိုဆွဲတော့ဒီနာမှာခလေးလေးနဲ့ကယ်ရီမောင်းနဲ့ကောင်မလေးရှိလားလို့မေးလိုက်ရရှိတယ်ကောင်ကြီး